အားလုံးပဲမင်္ဂလာပါဒီနေ့ရဲ့ podcast လေးမှာတော့ relationship နဲ့ပတ်သက်ပြီးတော့ပြောတော့မှာဖြစ်ပါတယ်အဲ့တော့ um ဒီမနက်စာလေးတစ်ခုဖတ်ရတယ်ပေါ့နော်သူတေသနာပြုထားတဲ့စာလေးတစ်ခုအိမ်မှာပါလဲဆိုတော့သူအိနောင်စုတွေအများကြီးရောလဲသူတေသနာပြုထားရပေါ့အဲ့တော့အိနောင်တစ်ခုမှာတဲ့ဒီယောက်ျားနဲ့မိန်းမကြားတဲ့ပဏိပခဖြစ်တဲ့အခါမှာတဲ့ဒီကလေးတွေကိုတက်ရောက်မှာယောက်ျားကတက်ရောက်တာထက်မိန်းမကတက်ရောက်တာကပိုပြီးတော့များပါတယ်တဲ့ ဒါလည်းဟုတ်တာပဲလीเนาะဘာဖြစ်လို့လဲဆိုတော့ယောက်ျားတွေကပြဿနာဖြစ်တယ်မိန်းမနဲ့စကားများတယ်အာအပြင်ထွက်ပြီးရေတောင်းတောက်လိုက်မယ်ဒါမှမဟုတ်အလုပ်ကိုသွားရတယ်လीเนาะတနေ့ကုန်သူတို့ကလေးတွေနဲ့တွေ့ရတာမဟုတ်မိန်းမတွေကကြတော့အိမ်မှာကြံခဲ့မယ်အာဒါမှမဟုတ်လေအိမ်မှာမကြံခဲ့တဲ့မိမဆိုရင်တော့မဒီကလေးကိုထိမ့်သိမ်းခြင်းအဖေနဲ့အမေမှာ အာများသောအားဖြင့်ကမြန်မာပြည်ရဲ့ culture အရာဆိုလို့ရှိရင်မိန်းမတွေကပို့ပြီးတော့တာဝန်ယူရတာများတယ်ပေါ့နော်အဲ့တော့ဒီမှာဒီမိန်းမရဲ့မိန်းမနဲ့ယောက်ျားရဲ့ဒီအုံနောက်ပဲဖြစ်ဖြစ် ရုပ်ပိုင်းဆိုင်ရာအရာတွေမဟုတ်ဘူးဒီစိတ်ပိုင်းဆိုင်ရာအရာတို့တို့ကမတူတဲ့မျိုးနွယ်စုစာအုပ်တစ်ခုရှိရလေနော် Mars Jo နဲ့ Venus Jo ကဆိုပြီးတော့အဲ့လိုမျိုးစာအုပ်တို့ရှိတယ်သူတို့ကမတူတဲ့မျိုးစိတ်နှစ်ခုဖြစ်တယ်တိဆောင်းပုံလည်းမတူဘူးတွေးခေါ်ပုံလည်းမတူဘူးလုံးပုံခိုင်ပုံချင်းလည်းမတူဘူးဒီလိုနှစ်ယောက်ပေါ့နော်ဒီလိုနှစ်ယောက်ကညှိယူပြီးတော့နေရတဲ့ပေါင်းသစ်ဆက်ဆံရေးလေနော်အဲ့မှာယောက်ျားတွေကပြဿနာတစ်ခုကိုဖြေရှင်းတဲ့အခါမှာသူတို့ကမေ့ပျောက်လွယ်တယ် မြန်မြန်မေ့ပြောက်လွယ်တယ်ဘယ်လိုမေ့ပြောက်ရမလဲဆိုတော့နီလန်းနေလဲသူတို့မှာ culture အရာလည်းများတယ်အဲ့မှာမှမိမတွေကြတော့မိမတွေရဲ့အုံနောက်က link အရန်များတယ်လေနော်တွေ့ချိတ်တာချိတ်ဆက်တာအရန်များတယ်သူတို့ရဲ့အုံနောက်ကိုကဖြစ်နေတာကြီးဒါကြီးอ่ะအဲ့တော့သူကပြဿနာတစ်ခုဖြစ်လာပြီဆိုရှင် तू ကဟိုးအတိတ်အတိတ်အတိတ်မှာဖြစ်ခဲ့တဲ့ပြဿနာမအောင်မြောက်များစွာကလည်းပြန်ပေါ်လာသလိုမျိုးဟိုအနာဂတ်မှာဖြစ်တော့မဖြစ်တော့မဖြစ်တော့မဲ့ပြဿနာတွေကလည်းသူ့ရဲ့ ခဲမှာပုံရိပ်အနေနဲ့ပြန်ပြီးတော့ပြောလာတယ်အခုပြစ်ဆုံးပတ်မှာလဲဒေါသထွက်နေတယ်သူကဒီကဏ္ဍဒီကာလ၃ခုကြီးကိုစိတ်ညစ်နေရတာ၃ခုကြီးကိုတွေးပြီးတော့အဲ့ဟာကိုယောက်ျားတွေကနားလည်နိုင်စွမ်းမရှိဘူးဘာလို့ဆိုယောက်ျားတွေကဒီလိုမျိုးကြီးတွေးတက်တဲ့ညင်ငါတို့မှမပါလောက်မိမတွေကအဲ့စိတ်ဆင်းရဲမှုတွေတနှုံနှုံတနှုံနှုံခံစားတယ်ခံစားပြီးတဲ့အခါမှာဒါကိုဖွင့်ထုတ်စရာနေရာကလည်းအိမ်မှာဒီကလေးတွေအပေါ်ဖွင့်ထုတ်လိုက်ဖွင့်ထုတ်မိလိုက်တယ်တော်ယုံတန်ယုံအာဒီ ကလေးတွေကိုစိတ်တန်းရအောင်နားလဲတဲ့လူကသာလျင်ဒီလိုမျိုးဖွင့်ထုတ်လိုက်ရင်ကလေးတွေကဘလောက်တန်းရရသွားမလဲဆိုတာကိုအဲသူတို့သိတဲ့အတွက်ကြောင့်မလို့သူတို့ရှောင်နိုင်အောင်လုပ်တယ်ပေါ့နော်ဒါပေမဲ့ရှောင်နိုင်အောင်လုပ်တယ်ဆိုရင်တော့မိမတွေရဲ့ဟော်မုန်းကရှိသေးတယ်ဟော်မုန်းအပြောင်းအလဲတွေကလည်းအများကြီးရှိတယ်သူကမနိုပေါ့စ်ဖြစ်တဲ့အချိန်လေး menstruation အချိန်လေးဒီမျိုး တောက်လျှောက်ပေါ့နော်ဒီရဲ့ဟော်မုန်းတွေဒဏ်ကလည်း तू control လုပ်ချင်တိုင်း control လုပ်မရဘူးเนาะ Captain America ကားထဲမှာလိုပဲလीเนาะ तू ကစိတ်ကောင်းရှိရဲ့လို့ဆိုရင်ဒီဒီ set ထဲဝင်လိုက်လို့ရှင်ပို့ပြီးစိတ်ကောင်းတယ်စိတ်ဟိုဆိုးရဲစိတ်ခံရှိရဲ့လို့ဆိုရှင်ဒီ set ထဲဝင်လိုက်ပို့ပြီးဆိုးရတယ်ဒီလိုပုံစံမျိုးပဲသူတို့ရဲ့ဟော်မုန်းအလုပ်လုပ်ပုံကလည်းဒီစိတ် ဆင်းရဲမှုရှိပြီဆိုလို့ရှိရင်သူကဘလောက်ပဲအဲ့ဒီမှာထိန်းချုပ်လိုက်တယ်သူကောင်းနေတဲ့အချိန်မှာ positive energy ရှိနေတဲ့အချိန်မှာထိန်းချုပ်လိုက်တဲ့ဆိုအောင်တော့သူ့ရဲ့ဒီအာဒီ cycle menstruation cycle လို့မျိုးဒီ cycle နဲ့ပြန်ရောက်လာလို့ပြန်ထုတ်ရမယ့်အချိန် negative ရာသီတွေကိုရောက်လာပြီဆိုလို့ရှိရင်သူကအဲ့ဒါကိုထိန်းချုပ်နိုင်စွမ်းကအဲ့မှာအဲ့ tolerance ကတိခတ်နိုင်စွမ်းကနည်းတယ်နည်းတဲ့အခါကျတော့ဓာကြီးကိုသူကလွှတ်ထုတ်အောင်ပါလေသူလွှတ်မထုတ်ချင်ဘူးဆိုရင်တော့မှသူ့မှာဓာတားနိုင်စွမ်းမရှိတဲ့အခါကျတော့ ဒီကလေးတွေအပေါ်သွားပြီးတော့တက်ရောက်တယ်။နော်ဒီမျိုးသွားပြီးတက်ရောက်တဲ့ခါကျရင်ဒီကလေးတွေမှာကလေးတွေကိုသူ့ရဲ့ဆုံးမတဲ့နီလန်းတွေပြောဆိုတဲ့နီလန်းတွေကအာလိုမျိုးကြမ်းတမ်းလာမယ်။ဆဲဆူတာတွေပါလာမယ်။နောက်ပြီးတော့အခုကောင်းလိုက်အခုမကောင်းလိုက်ဒီလိုပုံစံတွေဖြစ်မယ်။အဲ့တော့ကလေးမှာဒီအော်သူမိဘကသူ့ကိုဘယ်လိုဆက်ဆက်နေရလဲဆိုတော့ပြောသူ in organized disorganized ဖြစ်တယ်ပေါ့နော် organized ဟိုကလေးကစဉ်းစားလို့မရတော့ငါမေက ကောင်းရင်တမျိုးမကောင်းရင်တမျိုးဆိုတဲ့အခါမှာဒီကလေးကဒီအမေရဲ့စိတ်ကိုမသိတော့ဘူးเนาะတူတူခတ်မှန်းမှုမသိတော့ဘူးဒီဟာကိုငါ့မိရဲ့ကြိုက်တာလားငါလှုပ်ရမယ့်အရာလားငါ့မိရဲ့ဟိုတနေ့ကတော့ကြိုက်တယ်အဲ့တော့ငါလှုပ်လိုက်မယ်ဒါပေမဲ့ဒီနေ့ကသူ့အမေစိတ်အဆင်မပြေတဲ့အခါကျတော့သူ့ကိုဆိုတော့ဆိုတော့ကလေးကဒါလှုပ်သင့်တဲ့အရာလားမလှုပ်သင့်တဲ့အရာလားဆိုတာကိုမသိတော့ဘူးအဲ့လိုပုံစံဖြစ်သွားတတ်တယ်နောက်ပြီးမိမတွေပါဝင်ရတဲ့နောက်ထပ်အခန်းကဏ္ဍကြီးတစ်ခုကတင်ကြားခြင်းပါ နော်မြန်မာပြည်မှာဆိုလို့ရှိရင်တခြားနိုင်ငံနဲ့မတူဘူးဒီ teaching ဟို education culture ထဲမှာ teaching mind ဆိုင်ရာမှာကလေးတွေနဲ့ laponity ရှိနေတာကအမျိုးသမီးတွေများတယ်နော်ဒါကြောင့်ဒီအမျိုးသမီးတွေရဲ့စိတ်အခြေအနေကအိမ်မှာလည်းမကောင်းလာဘူး okay သူ့သားသမီးကိုသူကမဖွင့်ထုတ်ချင်ဘူးဒီစိတ်ဓာတ်ရတွေမပေးချင်ဘူးသူအောင့်အီးလာတယ်ဆိုရင်တော့ဗာသူကလေเจ้ามาลดထုတ်လိုက်တာမျိုးเจ้ามาဆဲဆုပ်လိုက်တာမျိုးเจ้ามาကလေးတွေကိုရိုင်းနှက်လိုက်တာမျိုးเจ้ามาပြောဆိုလိုက်တာမျိုးဒါမျိုးတွေစီကိုတွားပြီးတော့တက်ရောက်တယ်ဒါကလည်းဒီလိုမျိုးစိတ် ခြေနေမကောင်းတဲ့အခါမှာတက်ရောက်နိုင်တဲ့အခန်းကဏ္ဍတွေကအမျိုးသမီးတယောက်တက်ရောက်နိုင်တဲ့အခန်းကဏ္ဍတွေကအများကြီးပဲဘာလို့ဆိုတော့အမျိုးသမီးတယောက်တာဝန်ယူထားတဲ့အခန်းကဏ္ဍတွေကလည်းအများကြီးဖြစ်နေတဲ့အတွက်ကြောင့်ပေါ့နော်ဒါကြောင့်မလို့အမျိုးသမီးတယောက်ကဒီ generation တစ်ခုကိုမတီဆောက်ခင်မှာဒါမှမဟုတ်လေဒီခလေးတွေနဲ့ဟောမျိုးဆက်တွေနဲ့မပတ်သက်ခင်မှာဘာလုပ်ထားမလဲဆိုတော့ကိုယ့်ရဲ့ mental health ကိုကိုကသိနေရမယ်ကိုယ့်ရဲ့ mental health ကအရင်အရေးကြီးနေရဲဆိုတော့ဒီအမျိုးသမီးတွေကိုယ်တိုင်က မသိတာတွေအများကြီးပဲပေါ့နော်။ဥပမာတချို့တွေဆိုလို့ရှိရင်တချို့တွေမဟုတ်ဘူးမြန်မာနိုင်ငံမှာအဲ percentage တော်တော်များများရာခိုင်နှုန်းတော်တော်များများသော main ကလေးတွေကဒီ relationship ရှိပြီဆိုလို့ရှိရင်ယောက်ျားလေးတွေကိုထိန်းချုပ်တာရစ်တာ privacy ကိုဝင်ပြီးတော့အော်စပတ်တာဒါမျိုးတွေကိုတအားကြီးလောက်တယ်เนาะဒီဟာကလည်းဒီ mental health မှာ အော်စကျူးမဖြစ်ဘူးလုံချုံစိတ်ချမှုမရှိနေဘူးဆိုတော့ပြတာဒါတွေကလည်းသူငငယ်ကထရောမာပဲလीနော်ငငယ်ကသူ့ရဲ့မိဘတွေခြားထဲမှာရလာတဲ့ထရောမာတွေပဲဆိုတော့ဒီထရောမာတွေအတိုင်းမဲ့သူ့ရဲ့ relationship ကိုပြန်ပြီးဆက်ဆံတဲ့အခါကျတော့အဲအဲ့မှာရစ်တယ်ကောက်တယ်မိမဆိုလို့ရှိရင်ရစ်နေရမယ်ဆိုတော့ဟာကြီးကိုတောင်မှပဲရောက်ကြလေးတွေကတော်တော်များများလှောင်စီရတော့တောင်ပြောနေချပြီလीနော်အဲ့တော့ဒီ emotion တွေကိုမထိန်ဘူးဒီ hormone ရဲ့ပြောင်းလဲမှုတွေကို မထိန်ဘူးထိန်နေဆိုတာကလည်းလေ့ချင်မှုတစ်ခုပဲနော်ဒီမျိုးထိန်တတ်တဲ့ habits တစ်ခုရှိနေမှသာလေသူ့ရဲ့အချိန်ရောက်လာတဲ့အခါကျရင်100%ထိန်နိုင်တယ်မဟုတ်ရင်တော့မ100%မထုတ်ဘူးเนาะမထုတ်ဘူးပြဿနာရေအလောက်ကြီးမဖြစ်ဘူးเนาะဒီဟာကိုလည်းထိန်ဖို့လည်းမရှိဘူးဆိုတော့သူကဒီထဲမှာပဲတာယာလိုက်တယ်ဒီဒေါသတွေဒီမျိုးထွက်တယ်ကောက်တယ်ရစ်တယ်ဒါမျိုးတွေကိုတာယာလိုက်တယ်ဆိုရင်အဲ့မှာ तू ကတနည်းအားဖြင့်အချစ်ဆန်းနာကတသက်သူ့ရဲ့ဒီ ာကြီးဒီစိတ်အခြေအနေကြီးကိုမွေးမြူနေတာကတသက်ဒီလိုပုံစံဖြစ်သွားတာဒီစိတ်ခံစားချက်တွေကိုကိုယ့်ရဲ့ partner ကချစ်လွန်လို့သီးခံနိုင်တယ်ဘလို့လှုပ်လှုပ်သီးခံနိုင်တယ်ဘလို့ဖြစ်ဖြစ်သီးခံနိုင်တယ်ဆိုရင်တော့မှပဲဒီအမျိုးသမီးကထိန်ရမှာဘာလို့လဲဆိုတော့အဲ့ဒီစိတ်ခံစားချက်တွေကဟိုမကောင်းနေတဲ့အတွက်ဒီအဆိုးတွေကကိုယ့်ရဲ့ generation ကိုကိုကမသိရင်လက်ဆင့်ကမ်းပေးလိုက်နိုင်တဲ့အခြေအနေမျိုးဖြစ်သွားနိုင်တယ် အာအမျိုးသမီးတွေမှာပဲတာဝန်ရှိရလားဆိုတော့မဟုတ်ဘူးလေနော်ဒီအမျိုးသမီးရဲ့စိတ်ကြမ်းမာရေကိုအကောင်းဆုံး supporting ပေးနိုင်တဲ့လို့ကဒီအမျိုးသမီးရဲ့အိမ်ထောင်ဖတ်ပဲနော်အဲ့တော့ဒီအိမ်ထောင်ဖတ်ကဒါနဲ့စိတ်လုံခြုံရတဲ့ဝန်းကျင်လေးကိုဖန်တီးပေးထားမှဆိုရင်ပျော်ရွှင်ရတဲ့အရာလေးကိုဖန်တီးပေးထားမှဆိုရင်များသောအဖြစ်ကမြန်မာပြည်မှာယောက်ျားလေးတွေခံယူချက်ကအိမ်ထောင်ဦးစီးဖြစ်တဲ့အတွက်ကြောင့်သူကပတ်စံရှာမယ် နော်ဒီမိမကို personal supporting ပေးမယ်ဒီလိုမျိုးမဟုတ်ဘူးမိမတွေအဓိကလိုချင်နေတဲ့အရာကဒီပတ်စံမဟုတ်ဘူးပတ်စံကိုလိုချင်နေဆိုတာကလည်းအာဒါသူ့ရဲ့ဒီအိမ်အတွက်ပဲပေါ့နော်အဲ့တော့ဒါဒီလိုမျိုးကြီးပတ်စံမဲ့ဖြစ်ပြီးမဲ့ပတ်စံမဲ့ဖြစ်ပြီးရဲဆိုတော့အယူအဆကိုလက်ကင်ဆွဲထားမယ်ဆိုလို့ရှင်လေဒီစိတ်ပန်ဆိုင်ရပန့်ပိုးမှုတွေဒီရောက်တန်စီကဘာမှမရဘူးဆိုရင်လေဒီမျိုးသမီးရဲ့စိတ်ကြံမာရေးကကောင်းမှာမဟုတ်ဘူးစိတ်ကြံမာရေးဆိုတဲ့နေရာမှာယူသွားတာကိုပြောတာမဟုတ်ဘူးဟွန်းနော်ဟို ဘလို့လဲဆိုတော့ကိုယ့်ရဲ့ဒေါသကို emotion ကိုမထိန်းနိုင်တာမျိုးကိုယ့်ရဲ့ stress တွေကိုဘလို့ကင်တွယ်ရမလဲမသိတာမျိုးဒီစိတ်ဖိစီးမှုတွေကိုเนาะဘယ်လမ်းကနေဖောက်ထုတ်ရမလဲမသိတာမျိုးဒါတွေကလည်း mental health ပဲနော်အဲ့တော့အဲ့ဒီဟာတွေကိုအကောင်းဆုံး supporting ပေးနိုင်မယ်နော်ဒီကလေးတွေခန္ဓာမှာလည်းပါဝင်ပေးနိုင်မယ်ဆိုလို့ရှင်မအဲ့ဒီကြတော့မှလာလို့ရှင်ဒီ now လာမယ့်အနာဂတ် generation ကြီးကလည်းကောင်းပါအခုရေးစားထားကြပြီဆိုကြတဲ့ကိုကဟာပြက်လိုက်မယ်ပြန်ဟိုလောက်လိုက်မယ် ပြန်ဆက်လိုက်မယ်ဒီလိုမျိုးပေါ့ပေါ့တန်တန်မဟုတ်ဖ ೇನೆ ဘာလို့ပဲတွေ့ရမလဲဆိုတော့ငါအိမ်တောင်ရှင်ဖြစ်ရင်ဒီလူနဲ့အိမ်တောင်ပြုတ်လို့ရှင်ရင်တချို့ဘာဖြစ်လို့လဲဆိုတော့တချို့ main ကလေးတွေကငါဒီလူကိုချစ်တယ်ဒီလူနဲ့အိမ်တောင်ပြုတ်မယ်ဒီလူကဘလောက်ဆူဆူငါတီးခတ်နိုင်တယ်ဘလောက်ပဲအဲမကောင်းတာတွေလုပ်လို့ငါတီးခတ်နိုင်တယ်ဆိုပေမဲ့ဆိုပေမဲ့ကိုယ့်ရဲ့ generation ကိုဒီလူကကင်တွယ်နိုင်မှာမလား ဒီလူကကိုယ့်ရဲ့ generation ကိုလုံခြုံမှုပေးနိုင်ပါမလားကိုယ့်ကိုလုံခြုံမှုပေးနိုင်ပါမလားဒီအချက်တွေပေါ်မှာအများကြီးတွေးတောဖို့လိုတယ်ဒါကြောင့်မလို့ဘယ်ကနေစလဲဆိုတော့အကောင်လုံးနဲ့သက်ဆိုင်နေရပါနော်အဲ့တော့ကိုယ့်ရဲ့အခုကိုကဘယ်ကဏ္ဍမှာရောက်နေရလဲနော်ဒီဒီကိုယ့်ရဲ့ generation ကြီးကောင်းလို့ဆိုကိုကအခုဘယ်နေရာမှာရောက်နေရလဲကိုကအခုအမေနေရာရောက်ပြီလားဒါဆိုလို့ရှိရင်ကိုယ့်ရဲ့တာသမီပေါ်ဆက်ဆံရေးကအဲ ဘာတွေမှရွေးနေလဲဒါတွေကိုလေ့လာဖို့လိုပြီးပြင်ဆင်ဖို့လိုပြီးအဲ့လိုပဲအဲကိုကမယူရသေးတဲ့ relationship ရှိနေတဲ့ရည်စားဘောပဲရှိသေးရလားဒါကြောင့်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့မျိုးဆက်ကောင်းဖို့အတွက်ကိုဘာတွေပြင်ရမလဲကိုယ့်ရဲ့ emotion တွေကိုဘယ်လိုထိန်းရမလဲဟိုကိုဒီယောက်ျားနဲ့ဟိုဘယ်လိုမျိုးညှိယူလို့ရမလဲဒါတွေကိုစူးစမ်းပြီးတော့လေ့ကျင့်ရမှာ เนาะအဲ့လိုမျိုးတွေပေါ့ရောက်တာလေးတွေအခမ်းကဏ္ဍကတော့လေအဲနောက်မှဆက်ပြောပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်